ပေဖော်ရီ28ရက်ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီတို့အင်ပီရိုမှာအခြေတင်ဖြစ်ခဲ့တာကတရုတ်တိုက်ပွဲအတွက်အမေရိကန်အကူအညီနဲ့ပတ်သက်ပြီးတရုတ်တိုက်ပွဲမှာပူပန်မှုတို့ပေါ်ပေါက်လာပြီးတဲ့နောက်ရပ်ပိုင်းအတွင်းမှာတရုတ်တိုက်ပွဲကာကွယ်ဝင်ကြီးကအမေရိကန်ပြည်ထောင်စုဟာအာရှပစိဖိတ်ဒေသကိုဆွန့်လွတ်လိမ့်မှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ တရုတ်တိုက်ပေဟာတရုတ်ကကျူးကျော်မယ်ဆိုတဲ့ချင်းချောက်မှုကိုအစမပြတ်ရင်ဆိုင်နေရပါတယ်။တရုတ်တိုက်ပေဟာမိမိရဲ့ပိုင်နဲ့အစိပ်ပိုင်းဖြစ်တယ်လို့တရုတ်ကပြောကြားထားပါတယ်။တရုတ်တိုက်ပေဟာ၎င်းရဲ့လုံခြုံရေးအခွင့်အရေးအတွက်ဝါရှင်တန်ကိုအလွန်မင်းမိခိုနေရပါတယ်။ကမ္ဘာတပိုင်းလျှက်ကူးပစ္စည်း chip ထုတ်လုပ်မှုလုပ်ငန်းမှာတရုတ်တိုက်ပေလွှမ်းမိုးထားမှုနဲ့ကာကွယ်ရေးအတွက်တရုတ်တိုက်ပေရဲ့အသုံးစရိတ်တို့ကို Trump ရဲ့ထက်တလဲလဲဝေဖန်မှုတွေကတရုတ်တိုက်ပေကျုံးကိုအကောက်ွယ်ပေးဖို့ Trump ရဲ့လိုလားမှုကိုတန်တရားဖြစ်စရာတွေဖြစ်ပေါ်စေပါတယ်။ အမေရိကန်ဟာအင်ဒိုပစိဖိတ်ကိုဆွန့်လွတ်မှာမဟုတ်ဘူးလို့ကျွန်တော်နားလည်ထားပါတယ်လို့တရုတ်တိုက်ပွဲကာကွယ်ရေးဝန်ကြီးဝယ်လင်တန်ကိုကမလ3ရက်မှာသတင်းထောက်တွေကိုပြောပါရယ်အင်ဒိုပစိဖိတ်ကိုဆုံးရှုံးမှုစီဥတီစီပြီးကြီးမားတဲ့ဆုံးရှုံးမှုတွေကိုဥတီစီမှာဖြစ်တာကြောင့်ဒေတာတွေမှာစစ်ပွဲကိုအလိုမရှိပါဘူးလို့ကိုကပြောပါရယ်တရုတ်တိုက်ပွဲကာကွယ်ရေးဝန်ကြီးကအာရှပစိဖိတ်ကိုအင်ဒိုပစိဖိတ်လို့သုံးနှုန်းခဲ့ပါရယ်အမေရိကန်ကအာရှပစိဖိတ်ကိုမလ4ရက်မှာကုန်သွယ်ရေးပိတ်ဆို့မှုစတင်ခဲ့ပါရယ် ်အမေရိကန်ဟာအင်ဒိုပစိဖိတ်ကနေစုခွာလို့မရနိုင်ပါဘူးအကြောင်းကတော့သူ့ရဲ့အမကန်အကျိုးစီးပွားတွေရှိနေတာကြောင့်ဖြစ်ပါတယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပထဝီဝင်နိုင်ငံရေးဆိုင်ရာဆက်ဆက်မှုဒါမှမဟုတ်စစ်ဘက်လုံခြုံရေးအရာပဲကြည့်ကြည့်ဒါဟာအမေရိကန်အတွက်အခြေခံကျတဲ့မျိုးသားရေးအကျိုးစီးပွားဆိုတာယုံမားစရာမရှိပါဘူးလို့တရုတ်တိုက်ပွဲကာကွယ်ရေးဝန်ကြီးကပြောပါတယ်